ဒုတိယသမ္မတဆာရာဒူတာတေးဟာသူမရဲ့ဖခင်နဲ့ပထမအဆုံးအချင်းတွေ့ဆုံရမှာဖြစ်ပါတယ်။အရင်ကသူနဲ့တွေ့ဖို့အခွင့်မသာဘူး။ကျွန်တော်လည်းတွေ့ခွင့်မရရှိခဲ့ပါဘူး။လေးရင်ပေါ်မှာသူနဲ့အတူလိုက်ပါလာတဲ့အမှုဆောင်တွင်ရင်မူမတ်တလာသာလင်းတနားကြီးမပြစ်မီယနေ့နေ့မှာခဏတွေ့ရှိခဲ့ရပါတယ်။မီတာစုဝင်တဦးရဲ့လက်ပမှုကိုနှောက်နှေးစေတာကြောင့်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ ကျင့်ထုံးတွေကိုကျွန်တော်စိတ်ပြတ်မိပါတယ် ICC ကနိုင်ငံတကာတရားမျှတမှုအတွက်စံနမူနာပြအဖြစ်ကျွန်တော်တို့မျှော်လင့်ထားတော့လဲမိသားစုလိုက်လည်ပတ်မှုကိုခွင့်ပြုရန်နိုင်ရက်ကြာတဲ့အထိသူတို့ကလက်မခံခဲ့ဘူးဒါကိုကျွန်တော်ရှုတ်ချပါတယ်တရားရုံးဟာဆွဆွဲခံရသူတွေအပေါ်တရားစီရင်ပိုင်ခွင့်ရရှိရန်နီလန်အဖြစ်ပြန်ပေးဆွဲခြင်းကိစ္စကိုဒီ ICC တရားရုံးကမဖြေရှင်းနိုင်တဲ့အတွက် ဒီတွေ့ရကြောင်းစိတ်ပြမိပါတယ်။တရားစီရင်ပိုင်ခွင့်ရရှိရန်ပြန်ပေးဆွဲခြင်းကိုအသုံးပြုခြင်းဟာတရားမျှတမှုရှိကြောင်းကျွန်တော်ယုံကြည်တယ်။နောက်အမားတစ်ခုကိုကျူးလွန်ခြင်းအပြင်အမားကိုပြင်လို့မရပါဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတရားရုံးကသူ့ရဲ့ယက်တီချက်ကိုရှင်းလင်းတင်ပါတယ်အထူးသဖြင့်မာကိုစ်အစိုးရရဲ့ဖိနှိပ်မှုကိစ္စအဖြစ်တရားရုံးကိုအသုံးပြုနေတဲ့ဖိလစ်ပိုင်မှာ ပြန်ပြီးဆွဲခြင်းမှာတဆင့်ရရှိတဲ့စီရင်ပိုင်ခွင့်အာဏာကို အတိမပြုချင်းမှာလက်မခံနိုင်စရာဖြစ်ပါဖိလစ်ပိုင်လိုနိုင်ငံမျိုးမှာတော့တမိဖြစ်သူကိုသူ့အဖေစီးတွားလက်ခွင့်မပေးဘူးလို့ကြားဘူးတယ်ဒါဟာမတော်တခါမှကိုမကြားမသိရတဲ့အရာတစ်ခုပါဒါဟာနိုင်ငံတကာတရားမျှတမှုအတွက်ဝန်နေစရာနေ့တစ်နေ့ပါ even in a country like the philippines where family members a family member a daughter no less was not allowed access to his to her father this is a very sad day for international justice